KK ဖတ်ခုဆိုတော့လေပိုလီဖတ်ဂျမ်းမြန်ခြံဝန်းတွေကပစ္စည်းဟောင်းများဖြင့်ဓာတ်ပုံရိုက်ဝါရဖြန့်ခဲ့သည့်စစ်ကောင်ရှင်ကြောင်းတင်ဆက်ပေးခြင်းပါလေ online ငွေလိမ်လုပ်ငန်းများဖြင့်နာမည်ဆိုးဖြင့်ကြော်ကြားနေတော့ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်စင်ပိုင်ကျော်ခန့်အကွာတွင်ရှိသည့်ထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ပေး KK ဖတ်နေရာကိုစစ်ကောင်ရှင်တပ်မှဝင်ရောက်စီးနှင်းခဲ့သည်ဟုဆိုကာစစ်ကောင်ရှင်ဝါရဖြန့်မီဒီယာများမှတဆင့်အောက်တိုဘာလ19ရက်နေ့တွင်သတင်းထုတ်ပြန်ခဲ့ပါသည်စစ်ကောင်ရှင်ထုတ်ပြန်ချက်တွင် Starlink စလောင်း30ခုနှင့် ဆက်ဆက်ပစ္စည်းများတင်းစီရမည်သည်ဟုဆိုကာဓာတ်ပုံများနဲ့တကွဖော်ပြထားပါသည်။ထို့သောစစ်ကော်မရှင်၏ထုတ်ပြန်ချက်များသည်လိမ်လည်ထုတ်ပြန်ခဲ့ကြောင်းစုံစမ်းသိရှိခဲ့ရပါသည်။ KK ဖတ်နေရာကိုဝင်ရောက်ဖမ်းဆီးခဲ့သည်ဟုဆိုထားတော်လဲ။အမှန်တကယ်ဝင်ရောက်ခဲ့သည့်နေရာသည် KK ဖတ်နေရာ၏နဘေးကရက်တွင်ရှိနေသည့်ပိုလီဖတ်နေရာဖြစ်သည်ဟု KK ဖတ်တွင် online ငွေလီလုံငန်း၌လုတ်ကင်နေသည့်အသက်21နှစ်အရွယ်အမျိုးသားတစ်ဦးကပြောပါရသည်။ကျွန်တော်ဘေးက channel ကိုဝင်တာပါ။အဲဒီနေ့က BTF အဆောင်တွေမတွေ့ရဘူးသူတို့တိတ်နေဆိုတဲ့ပစ္စည်းကမော်နီတာအဟောင်းတွေပါစတားလင်းတွေကိုတော့စစ်သားတွေကတက်ဖြုတ်နေတာတော့တွေ့တယ်အလုပ်တွေကဆက်လုပ်နေတာပဲလေပုံမှန်အတိုင်းပဲဘာမှပြောင်းလဲမသွားဘူးဟု၎င်းကပြောဆိုပါတယ်စစ်ကောင်ရှင်ကြီးထုတ်ပြန်ချက်တွေပေါ်ပြထားသောပုံများထဲမှနေအများသည်အစ်စ်များဖြစ်နေပြီးစောက်လုံးနေစက်နေအများဖြစ်နေကြောင်းတွေ့ရှိရပါတယ်ထူးခြားချက်မှာ Ergon ၄ပြည့်စက်များသည်အတော့မပြည့်ရသေးသည့်အစ်စ်များဖြစ်နေပြီးစက်များကိုအိတ်ဖြင့်ဆွတ်ထားခြင်း မှန်တကားများအပြည့်စုံမတက်ဆင်ရသေးခြင်း၊နိုင်ရများဆေးသူမပြီးသေးခြင်းတို့နဲ့လူနေထိုင်သည့်လက္ခဏာများမတွေ့ရှိခဲ့ရကြောင်းသိရပါတယ်။ပိုလီဖောက်နဲ့ KK ဘတ် site 1နဲ့3လေးတို့မှာလည်းအဲလိုအင်အသစ်ကိုမတွေ့ဘူးဘူး။တေချာတာကစစ်တပ်ကရိုက်ထားတဲ့နေရာတွေကဒီနေရာတွေမဟုတ်ဘူး။တခြားနေရာတွေပိုလီဖောက်ထဲပစ္စည်းတွေလာယူတာတော့တွေ့တယ်ဟုရင်းနေရာများကိုပစ္စည်းလက်လံပို့ဆောင်နေသည့် carry မျိုးသားတူကလည်းပြောပါတယ်။ပုံထဲတွင်ဖော်ပြထားသည့်နေများသည် အွန်လိုင်းငွေကြေးလုပ်ငန်းများတွင်အသုံးပြုနေကြအဆောက်အအုံများမဟုတ်ပဲလူတွေထိုင်ပြီးနေအိမ်ပုံစံများဖြစ်နေကြောင်းတွေ့မြင်ရပါတယ်။အွန်လိုင်းငွေကြေးလုပ်ငန်းများလုတ်ကန်သည့်အဆောက်အအုံများသည်မှန်ပရင်းပေါင်များကိုအပြင်မှတန်တကားများဖြင့်အသေးပိတ်ထားခြင်းအခန်းပြင်ဘက်တွင်တရုတ်စာဖြင့်ရေးသားထားသည့်စည်းကမ်းချက်များကတ်ထားခြင်းအလုပ်ခန်းများတွင်တရုတ်စာများနေရာအနှံ့တွင်ကတ်ထားခြင်းကုမ္ပဏီများရေးသားထားခြင်းတို့ကိုပြုလုပ်လေ့ရှိတော်လဲယခုဖော်ပြထားသည့်အဆောက်အအုံများတွင် မတွေ့မြင်ရကြောင်းသိရပါတယ်။ အဆိုပါစောက်ဟုံများတွင်မှအလုံသမားမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးကြား98ဦးစုစုပေါင်း2198ဦးလို့ကလည်းတွေ့ရှိခဲ့ရကြောင်းဖော်ပြထားတော်လဲမှတ်သားတပ်ပုံများဖော်ပြထားခြင်းမရှိပါဘူးရင်းထရအတွင်လူဖမ်းခေါ်ဆောင်သွားခြင်းမျိုးမတွေ့ရကြောင်းပဟိကလောဂျေးဝါဒေသခံတို့ကပြောပါတယ်စစ်ကောင်မရှင်မှဖော်ပြခဲ့သည့်တပ်ပုံအချို့သည်မိသည့်နေရာတွင်ရိုက်ကူးခဲ့ကြောင်းကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ် KK Park 1234နဲ့ပူလီဖောက်တွင် မြန်မာနိုင်ငံသားပါဝင်နိုင်ငံပေါင်းစုံမှလူဦးရေ4000ကျော်နေထိုင်သည့်နေရာဖြစ်ကြောင်းယင်းနေရာတွင်ထမင်းချက်လုပ်ခဲ့မှုသည့်အမျိုးသမီးတူကလည်းပြောပါတယ်။ကျွန်မကအဲ့မှာထမင်းချက်တစ်နှစ်ကျော်လုပ်ခဲ့တာအလို့ယုံရီမှာထမင်းချက်ဆိုတာရှိတယ်လေအလို့သမားတွေထမင်းစားဖို့ချက်ရတာပေါ့ကျွန်မတို့အလို့ယုံနိုင်ကထမင်းချက်တွေကစုပြီး group လုပ်ထားတာရှိတယ်အဲ့မှာကိုယ့်ယုံမှာလူဘလောက်စားချက်ရတယ်ဆိုတာပြောကြတယ်အလို့စုပေါင်း4000ကျော်လောက်ရှိတယ်ဟုတ်၎င်းကပြောပါတယ် ူလီဖောက်နေရာသည်2020ခုနှစ်ဆယ်လပိုင်းဝန်းကျင်တွင်စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး KK ဖောက်1သည်2019ခုနှစ်တွင်စောက်လွှဲခဲ့ခြင်းဖြစ်ကြောင်းဂျိုဒူတပ်ပုံများအရသိရှိရပါသည် KK ဖောက်တွင်1 2 3 4ဆိုပြီးနေရာ3နေရာခွဲက2019ခုနှစ်မှစတင်ပြီးတည်ဆောက်လာခဲ့ခြင်းဖြစ်ပါသည်ယင်းပူလီဖောက်နေရာသည် KK ဖောက်နေရာနှင့်ဆက်သွယ်ထားခြင်းမရှိဘဲတီချာစောက်လုပ်ထားခြင်းဖြစ်ပါသည်အဆိုပါအွန်လိုင်းငွေလိမ်လို့ငါလုတ်ကင်နေသည့်ပိုလီဖောက်ကြီးမိသူပိုင်ဆိုင်ကြောင့်မသိရှိရသေးပါ သို့တော့ KNH ဆောင်တက် BGF KNA တို့မှလုံခြုံရေးယူထားကြောင်း KK Park 3တွင်အလုပ်လုပ်နေသည့်အမျိုးသမီးတူကပြောပါရယ်။ Online ငွေလင်းစင်တာများရှိသည့်မြောက်ပြည်ဒေသတွင် Starling စလောင်းများအများပြားတွေ့ရှိခဲ့ပြီးရင်းမြစ်ပိုင်းတွင် AFP သတင်းဌာနကရေးသားဖော်ပြထားပါရယ်။ Starling စလောင်းများဖြင့်မြောက်ပြည်ဒေသအခြေစိုက် Online ငွေလင်းလုပ်ငန်းများတွင်အသုံးပြုနေကြောင်း American Congress မှစတင်စုံစမ်းနေကြောင်းသတင်းတွင်ဖော်ပြခဲ့ပြီးနောက်အောက်တိုဘာလ16ရက်နေ့တွင် အွန်လိုင်းငွေလေလုံငန်းများလုံဆောင်နေသည့်မြောက်ဒီဒေသနှင့်ဖျားသုံးစုဒေသရှိ Starlink Internet Line တို့အပိတ်ခံခဲ့ရကြောင်းသိရပါသည်။အမေရိကန်နိုင်ငံမှာမြန်မာနိုင်ငံတွင်ကမြောက်ဒီဒေသရှိအွန်လိုင်းငွေလေလုံငန်းများကိုအထူးစုံစမ်းနေသည့်သတင်းများထွက်ပေါ်လာပြီးတွင်စစ်ကောင်ရှင်ကအခုလိုဝင်ရောက်ဖမ်းဆီးသည့်ဆိုသောသတင်းများထုတ်ပြန်လာခဲ့ခြင်းဖြစ်ပါသည်။မြန်မာနိုင်ငံကကချင်ပြည်နယ်ဘူမှုချုပ်ဇော်ဝင်းကိုအင်ဒိုနီးရှားတာမတ်ဖြစ်ခါကဘူချုပ်နှင့်ဘူမှုချုပ်များကိုတာမတ်ကြီးရာထူးများဆက်တိုက်ပေးနေကြောင်းသိရပါသည်။ အကြံပေးစစ်ကောင်းဆောင်မရောက်နိုင်ကကချင်းပြည်နယ်မှာဘုံမှုချုပ်ဇော်ဝင်းကိုအင်ဒိုနီးရှားတာမတ်ဖြစ်ခားလိုက်ကြောင်းတပ်တရင်ရင်းတဲ့များကိုကိုးကား၍စီရန်ဘူကြီးဇင်ယော်ကပြောဆိုပါရယ်ယခုအောက်တိုဘာလအစပိုင်းတွင်ကချင်းပြည်နယ်မိုးကောင်းမြို့အခြေဆိုင်အမှတ်၃ခြေလင်တပ်မဟာစကကခ၃မှတပ်မဟာမှုဖြစ်တာဝန်ထမ်းဆောင်နေသောဘုံမှုချုပ်ဇော်ဝင်းကိုစစ်ဘက်ရာထူးတာဝန်မှအနာပေးပြီးအင်ဒိုနီးရှားနိုင်ငံဆိုင်ရာတာမတ်ကြီးဖြစ်ခားလိုက်ခြင်းဖြစ်ကြောင်းသိရှိရပါရယ်ဘုံမှုချုပ်ဇော်ဝင်းစစ်တကတော့အပတ်စဉ်၄၀နှစ်စင်းမှာ ဇုံဝဲအနေနဲ့ကတော့တတ်မှတ်မှုဖြစ်ပြီးပြီဆိုရင်ကျောင်းဦးကြီးကျောင်းဦးကြီးပြင်းရင်တိုင်မှုရာထူးရာသွားတဲ့သူပေါ့ဘုံချုပ်ဇုံဝဲကတော့တိုင်မှုမလို့ရတော့ပဲနဲ့လေတာမဖြစ်သွားတာဟုစီရင်ဘုံကြီးဇင်ယော်ကပြောဆိုပါတယ်ဘုံချုပ်ဇုံဝဲကြီးကချင်ပြည်နယ်ဖမ်းကားမြုပ်နယ်တွင်ပြည်သူများကိုအ धिक တပ်ဖြတ်ခဲ့သောစစ်ကြောင်းများကိုအ धिक အစီအစဉ်ညွှန်ကြားခဲ့သူဖြစ်ပါသည်။နေပြည်တော်စစ်ဘက်တွင်ရင်းနှီးကမှုမရောက်နိုင်ကရွေးကောက်ပွဲမတိုင်မီစစ်ဘက်မှအရာရှိကြီးများကိုညွှန်ကြားရေးမှုချုပ်များအများအားအတွင်းဝင်များတာမကြီးများဖြင့်ဆက်တိုက်ခါနေကြောင် အထူးသဖြင့်နိုင်ငံတကာသို့ဆေလွတ်မြစ်တာမကြီးများကိုစစ်ဖက်မှဗိုလ်ချုပ်နဲ့ဗိုလ်မှူးချုပ်များကိုအနာပေး၍စက်တိုက်ခန့်အပ်နေကြောင်းပြောဆိုပါတယ်။အရက်ဖက်ဝန်ကြီးဌာနတွေတော်တော်များများမှာတက်ကအရာရှိကြီးတွေစက်တိုက်ခန့်အပ်နေတယ်။ဒုညွန့်ချုပ်ဒုအမြဲတမ်းအတွင်းဝင်နေရာတွေကိုပေးနေတာ။အဲဒီလူတွေကမကြခင်မှာညွန့်ချုပ်နဲ့အမြဲတမ်းအတွင်းဝင်ဖြစ်လာမဲ့သူတွေတာမကြီးရာထူးနေရာတွေမှာလည်းဗိုလ်ချုပ်တွေနဲ့ဗိုလ်မှူးချုပ်တွေကြီးပဲခန့်နေပါတယ်ဟုနေပြည်တော်စစ်ဘက်တရင်ရင်းမြစ်ကပြောဆိုပါတယ်။မကြသေးမီကလည်းမရောက်နိုင်ကကြီးတက်မှဗိုလ်ချုပ်နေမျိုးဦး လေးဓာတ်မှဘုံမှုချုပ်မျိုးမင်းထွန်းတို့ကိုနိုင်ငံခြားဝန်ကြီးဌာန၏တာမတ်ကြီးများဖြင့်ခန့်အပ်ခဲ့ကြောင်းသိရှိရပါသည်။အလားတူပင်တပ်မတော်ကြီးမှဒုတိယဘုံမှုကြီးဝင်းလွင်ဦးကိုအမျိုးသားစီမံကိန်းဝန်ကြီးဌာနဘိုးဆက်ပစ္စည်းစင်အင်းနဲ့စစ်ဆေးဦးစီးဌာနဒုတိယညွန်ကြိုင်းမှုချုပ်ဖြစ်၎င်းဘိုးကြီးမင်းသူကိုမလေးစီပင်ဌာနမှုဖြစ်၎င်းအမတ်စတုံတမ်းမြလက်ကျင်းမှဘုံမှုဇေယျာစုကိုရွေးကောက်ပွဲကော်မရှင်တွင်လက်ထောက်ညွန်ကြိုင်းမှုဖြစ်၎င်းခန့်အပ်ခဲ့ကြောင်းသိရှိရပါသည်။နေပြည်တော်စစ်ပဒတင်ရင်းမြစ်ဤအဆိုအရ စစ်ဗမာအရာရှိကြီးများနဲ့အရာရှိငယ်၄00ကျော်ကိုအရက်ဖက်ဝန်ကြီးဌာနများတွင်ဌာနဆိုင်ရာကြီးကဲများနဲ့အရာရှိများဖြင့်မရောက်နိုင်ကပြောင်းရွှေ့ခါလိုက်ကြောင်းသိရှိရပါသည်။ဒဇင်မြို့နယ်တွင်စစ်တပ်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်မှုတွင်စစ်သား၁၁ဦးသေဆုံးပြီးစစ်ကြောင်းကဆုတ်ခွာထွက်ပြေးကြောင်းသိရပါသည်။စကိုင်းတိုင်းဒဇယ်မြုံနယ်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်ခဲ့ရာစစ်သား၁၁ဦးနေရာတွင်ပွဲချင်းပြီးတေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြုံနယ်ပကဖတာဝန်ခံကပြောပါရယ်အောက်တိုဘာ20ရက်နေ့ နက်နက်9:30မိနစ်ခန့်အချိန်ဒဇယ်မြုံနယ်အက်တော်ကျေးရွာမှကံဘလူမြုံနယ်ကာဘိုဖက်သို့ပြန်လည်ဆွတ်ခွာလာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကဂျားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကစုပေါင်း၍တိုက်ရိုက်ခဲ့ကြောင်းသိရပါတယ်စစ်ကွေးစစ်တောင်ကောင်တည်တယ်လို့သိရပါတယ်စစ်ကွေးစစ်တောင်ကတော့နေရာတွင်ပွဲစင်းပြီးတည်ဆုံခဲ့ပါတယ်စစ်ကွေးအရှင်ဖမ်းမိတာမျိုးမရှိပါဘူးကျွန်တော်ရဲဘော်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြုံနယ်ပတ်ကဖအတောင်ခံကပြောဆိုပါတယ်။ဒဇင်မြုံနယ်ပတ်ကဖ၏သတင်းထုတ်ပြန်ချက်တွင်မူဂျမားနေ့အော်တိုဘာလ20ရက်နေ့နနက်9:30မိနစ်အချိန်ဒဇင်နေအရှိချမ်းစစ်သက်စစ်ကြောင်းကိုဂျာပြတ်တိုက်ခဲ့ကြောင်းအဆိုပါစစ်ကြောင်းမှအတော်ရွာမှကာဘိုချိရွာဖက်သို့ပြန်လည်ဆုတ်ခွာလာစဉ်ကာဘိုတရာအနီးတွင်ဂျာပြတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်တပ်ဖက်မှတပ်ဖွဲ့ဝင်5ဦးတည်ဆုံပြီးစစ်နှုတ်ဦးတန်ရဲ့ရရှိကစစ်သားများထွက်ပြေးသွားကြောင်း အလောင်းများနဲ့ဒဏ်ရာစစ်သားများကိုယမနေ့မွန်းတဲ့စစ်နိုင်ကြောချင်းကားများဖြင့်တည်ယူသွားကြောင်းသိရှိရပါတယ်။တိုက်ပွဲတွင်မှာတော့စစ်ခွေးနဲ့ပြူခွေးငါးကောင်ကတော့ပွဲချင်းပြီးတည်ဆုံပါတယ်။တိုက်ပွဲဖြစ်ပြီးမွန်းလယ်ပိုင်းလောက်မှာတော့စစ်ခွေးတွေအင်အားအများပြားနဲ့ထပ်မံရောက်ရှိလာပြီးစစ်ခွေးအလောင်းနဲ့ဒဏ်ရာတဲ့စစ်ခွေးတွေကိုကားနဲ့လာတဲ့သွားတယ်လို့သိရတယ်။သူတို့လက်နက်တွေရောတင်းစီရမိတာမရှိပါဘူးဟု30မြို့နယ်ပတ်ကဖားမှာတာဝန်ရှိသူကပြောပါတယ်။အဆိုပါစစ်စင်းတိုက်ပွဲအား30မြို့နယ်ပတ်ကဖားရေဘူခရံအမှတ်52ဘီဝါတက်ရင် PLA ပေါ်ဦးစစ်ကြောင်းရေဦးမြုံနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးပကဖလေယုံတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒီပေရင်မှာလေကြောင်းရံကြောင့်အလူမင်္ဂလာပွဲတွေမှာဖြောပြေရွေးတွေမထဲဖို့ပအဖကမြစ်တာရဲ့ခံထားပါဗါတယ်။စကိုင်းတိုင်းဒီပေရင်မြုံနယ်မှာစစ်တပ်ရဲ့လေကြောင်းရံကြောင့်အလူမင်္ဂလာပွဲတွေမှာဖြောပြေရွေးတွေဆိုင်းပွဲတွေမထဲကြဖို့ဒီပေရင်မြုံနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကမြစ်တာရဲ့ခံလိုက်ပါဗါတယ်။ဒီပေရင်မြုံနယ်အတွင်းပြည်သူများနဲ့တော်လိုင်းအင်အားစုများအားလုံးအနေနဲ့ လက်ရှိအချိန်ဟာစစ်တပ်ကအာဏာသိမ်းထားခြင်းဖြစ်ပြီးပြည်သူလူထုတရက်လုံးကပြင်းပြင်းထန်ထန်တော်လှန်နေကြတဲ့အချိန်ဖြစ်ကြောင်းစစ်တပ်ကလည်းပြည်သူလူထုကိုဦးတည်ပြီးတက်ခိုင်ရေးလေယာဉ်များအပြင်အ धिक ဘုံကျဲတက်ခိုင်နိုင်တဲ့ပါရာမိုတာစစ်တပ်လေထီများနဲ့လကောင်းဂျီရိုကော်ပတာများဖြင့်လကောင်းအချိန်နေရာမရွေးတက်ခိုင်နေကြောင်းတပရင်းပကဖအဖွဲ့ကအော်တိုဘာလ၄ရက်ကအသိပေးထားပါတယ်ထို့ကြောင့်စစ်ကောင်စီရဲ့လေကြောင်းတက်ခတ်မှုကိုစိုးရိမ်နေရလို့လုံခြုံရေးတတိထားရမယ့်အပြင်ဒီနေ့အလူပွဲမင်္ဂလာပွဲတွေမှာ ဲ့ခံဖြိုဖြေးပွဲများဆိုင်းဝိုင်းများပါဝင်ခြင်းမပြုလုပ်ကြဖို့ဒပရင်ပအဖအဖွဲ့ကမြစ်တရက်ခံထားတာဖြစ်ပါတယ်။သူတို့ဆိုင်းဝိုင်းတွေကစစ်တပ်ကိတ်တွေကိုဖျက်ပြီးလာကြတာဘယ်သွားတိမှလည်းမေးမှာပဲမင်းဖြေရမှာပဲအဲ့ဒါကြောင့်အန်ဒီရကများသွားပြီလို့ဒပရင်မြုံနယ်ဒေသခံတူကပြောပါတယ်။သက်ဆိုင်ရာရဲကြီးပအဖပအဖတာဝန်ရှိသူတွေအနေနဲ့ပြည်သူလူထုထိခိုက်နေတာဆုံးရှုံးမှုမရှိစေရအထူးလေးထားစက်မှတ်ဆောင်ရွက်သွားကြဖို့တပင်းမြုံနယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ကတိုက်တွန်းထားပါတယ်။အာနာသိန်းကာလတွင် ၊စကိုင်းမန်လီ၊မကွေးနဲ့တော်လိုင်းအားကောင်းတဲ့ဒေသတွေမှာစစ်တပ်ကအလူမင်္ဂလာပွဲတွေပါမကြံလေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူများထိခိုက်တေဆုံးမှုတွေအများအပြားရှိခဲ့ပါတယ်။မိုးကုန်းမြို့ဖျားငါးစုအနီးဝန်းကျင်နဲ့ဖူဆယ်ဘောလုံးကွင်းကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲမှုကြောင့်ကလေးငယ်သုံးဦးတေဆုံးကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ကမိုးကုန်းမြို့ဖျားငါးစုအနီးဝန်းကျင်နဲ့ဖူဆယ်ဘောလုံးကွင်းကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲချခဲ့ရာကလေးငယ်သုံးဦးတေဆုံးသွားကြောင်းမိုးကုန်းဒေသပြည်သူများကပြောပါတယ်။အောက်တိုဘာလ22ရက်နေ့ ုံလဲတုံနိုင်ခန့်တွင်အချမ်းဖက်စစ်တပ်ကမိုးကုတ်မြို့ဖျားငါးစုကိုနှင်းဝင်းကျင်နဲ့ကန်တော်ဖူဆဲဘောလုံးကွင်းကိုလေရင်ဖြင့်ပုံကျဲကြခြင်းဖြစ်ကြောင်းအဆိုပါပုံကျဲမှုကြောင့်ကလေးငယ်သုံးဦးတေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်မိုးကုတ်အရှိပိုင်းကိုဘုံတစ်ကြိမ်ကျဲပါတယ်ဘုံတစ်လုံးကဖျားငါးစုနားမှာတစ်လုံးကျတယ်နောက်ပြီးကလေးကစားနေတဲ့ကန်တော်ဖူဆဲဘောလုံးကွင်းကိုဘုံတစ်လုံးကျတယ်ကလေးသုံးဦးတေဆုံးပြီးလေးဦးဒဏ်ရာရပါတယ်ဟုမိုးကုတ်ဒေသတရင်ချင်းတွေကပြောဆိုပါတယ်အလားတူအော်တိုဘားလာစကိုယင်းတွေကလည်း အချမ်းပဲစစ်တပ်ကမိုးကုံမြုံနယ်အနောက်ထံရေအကျဲရွာရှိမွေးမြူရေးတက်ချံကိုလေရင်ဖြင့်ပုံကျဲတိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုမရှိတော့တဲ့တက်ချံများပျက်စီးခဲ့ရကြောင်းသိရပါတယ်